ချင်းနဲ့ပဲကိုကိုကရရွာရဲကောင်းလိုက်တာဆိုပြီးတော့လေအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့ကားလေးလည်းဒါမကြခင်ရင်ုံတင်တော့မယ်လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းအဲထွက်လာရင်လို့ရှင်အပေးပါအောင်ဟုတ်ကဲ့ကြည့်နေတယ်ကိုစီတောက်လိုက်ရတယ်။ဒီမှာဇက်ကားရဲ့အတိုင်းလေးပေါ့ဟုတ်ဟုတ်။ဒီကားလေးအိတ်ကားလေးကတော့ dialog တိုင်းလေးပေါ့သူ့ရဲ့ plot တိုင်းလေးပဲတရုပ်ဆောင်ထားတာဆိုတော့ director လုတ်ခိုင်းတဲ့အတိုင်းလေးပါပဲ။ မာကိုအဆီတောင်းတတာလေအချင်းနဲ့ပဲကိုမီကွက်ရပါရဲ့ကောင်းလိုက်တာဆိုပြီးတော့လေအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲအိတ်ကားလေးလည်းဒါမကြခင်ရုံတင်တော့မယ်လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းအဲထွက်လာရင်လို့ရှင်အားပေးပါအောင်ကြည့်တယ်ကော်ဖီတောက်လိုက်ရအောင်ဒီမှာဇက်ကားရတဲ့အတိုင်းလေးပေါ့ဟုတ်ဟုတ်ဒီကားလေးအိတ်ကားလေးကတော့ dialogue တိုင်းလေးပေါ့သူ့ရဲ့ plot တိုင်းလေးပဲတရုပ်ဆောင်ထားတာဆိုတော့ director လုတ်ခိုင်းတဲ့တိုင်းလေးပါပဲ အဲပိုင်တော့နဲ့ကဒီပုတ်ပွားမှာရိုက်ထားတဲ့ကားလေးပေါ့အဲ့ဒါလည်းမကြခင်ထွက်မှာပါဆိုတော့ရိုက်ကူတော့ပြီးသွားပြီပေါ့နော်အဲပျော်ဖို့ကောင်းခဲ့ပါတယ်အဲ့ကားလေးရလေလေတော်တော့ Romance Drama ပုံစံမျိုးလေးဆိုတော့၃ရောင်လုံးအကောင်းဆုံးပေါ့နော်အမားတို့ရောတရုပ်ဆောင်ထားကြတယ်ပေါ့အကောင်းဆုံးတော့ဟိုဒီကားလေးရဲ့ဇာတ်လမ်းလေးလည်းတော်တော်တော့သဘောကျတယ်ဆိုတော့ဟုတ်ဆုံးမှုရဲ့ဒွေရှိမှုကိုပြန်မှာစမြဲပါမဆုံးမှုရဲ့လိုတော့မရှိဘူးအကောင်းလုံးနဲ့ဆုံးမှုရဲ့ဆိုတော့လေဟုတ်ဆုံးမှု မမတ်နာနေအောင်လို့အဆောင်ရလေးရှိတယ်။မမနဲ့တိတ်ပြီးတော့မဆုံဘူးအဲ့လိုอืมတိတ်ချဟိုဆုံသွားတဲ့ခံမရှိဘူးပေါ့။နောက်ပိုင်းနဲ့ပဲဆုံတာပုံများတော့ပေါ့။အချမ်းကားလေးတိတ်ဟုတ်ကြဟုတ်ကြဟုတ်။ဒီတိတ်ချတော့ပြော ဒီကြံကွေးတန်းလေးကဒီကြံကွေးတန်းလေးကလည်းအဲဒီကြံလားနီးတော့လေဒီကြံကားလေးပေါ့လေဆိုတော့အဲဒီကားလေးလည်းအဲ့လိုရိုက်ကူးပြီးသွားရေဆိုတော့မကြခင်ဒါပြိသက်ရှိရောက်မှာပါလို့အဲရိုက်ကူးပြီးသားထဲမှာအဲ့ကားလေးကလည်းဟိုအရန်သဘောကျတဲ့ကားလေးပေါ့နော်ဒီလိုလောက်ကလည်းရရတယ်သဘောလည်းကျပါတယ် ်တချံကတချံကတော့တိတ်အများကြီးမရိုက်ဘူးဆိုတော့ဒါလည်းထူးထူးခြားခြားလေးပေါ့အဲပျော်ပါတယ်အားလုံးနဲ့ဒါမစုံနိုင်ကြတဲ့မောင်နှမတွေပြန်ပြီးတော့ဟိုစုံပြီးတော့ရိုက်ရတာဆိုတော့ရှူတင်ပြီးတဲ့ချိန်နဲ့ဒါရိုက်ကိုရေးမဟုတ်တော့တဲ့ချိန်မှာလည်းပျော်ပျော်ပွားပွားနဲ့ဆိုတော့အားလုံးက close ဖြစ်ပြီးတော့ရိုက်ကိုရေးလုတ်တဲ့ချိန်မှာပိုရင်းနေရောလေအဲလှုပ်လှုပ်လို့ကောင်းတာပေါ့နော်အဲ့လိုလေးရှိတယ်အမှန်တရားတော့အများကြီးတော့မရှိဘူးတချံမှာအဲ့လို တန်းဖြစ်တာအိမ်မာနီဖြစ်တာများတယ်ပေါ့နော်ဆိုတော့ဟိုရင်တော့ကပဲဟို ။ဒါကြောင့်လည်းပတ်သက်အမှတ်ကြီးအများကြီးတော့မပြောတတ်ဘူးပေါ့နော်။နောက်အသက်ကြီးလာမှရှိမလားတော့မသိဘူး။အခုချိန်ထိတော့တတိတချာတော့မရှိသေးဘူး။ကျမကြီးလိုက်ပါရောက်ပါ။အဲ့လိုမျိုးမရှိဘူးမရှိဘူး။ရရရမရအသေးကွဲရတာရှိသေးဆိုတော့အသေးတော့မကွဲချင်ပါဘူး။မရလို့ကျမကပတ်သက်ကြားလို့ဇနန်းလေးတော့မရှိခဲ့လည်းမရှိသေးဘူးအဲ့လိုမျိုးလေးတော့ဒါတိတ်မကြတော့ဘူး။ဇနန်းလေးနဲ့ပတ်သက်တော့စတားဘတ်ကိုလည်းလာဖို့ကြားပါဟုတ်တယ်ဟုတ်တယ်။အဲ့ဒါကြားတော့ကြားရပေါ့နော်။တကယ်ဖြစ်ရင်တော့ကောင်းတာပေါ့လေ။ဒါဇနန်းတွေ့ရိုက်ထားတဲ့တေးဥဆောင်တွေအတွက်ကော မျောမှန်းလို့ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့မြန်မာဇလန်းတွဲတွေဆိုလည်းအရန်ကောင်းတာနော်ဒါတစ်ခါနဲ့တစ်ခါတန်ဆိုင်မှုတွေဆိုတော့ဟုတ်ကဲ့ဇလန်းတွဲနဲ့ဆိုတော့ဘာလဲရှိရှိရမရိုက်တာကြပြီဆိုတော့လေအသိမရှိလောက်လားရှိလားမသိဘူးပါလားမပါလားတို့တခြားမသိဘူးဟုတ်ရှိမယ်တဲ့တကယ်တော့ဘူးပါလားပါရပါလိမ့်မယ်။ကောင်ရံလွဲမြင့်ကြာလားအဲအဲ့လိုတော့ရှိမှချင်းတယ်တခြားအဲ့လိုမရိုက်တာနည်းနည်းတော့ကြပြီဆိုတော့ဟုတ်ဇလန်းတွဲတွေတော့ဘယ်လိုမျိုးလေးပုံမျိုးလေးပြန်ပြီးတော့ ကျင်းပစေချင်တာပုံမျိုးလေးရှိတယ်ကျင်းပစေချင်ပါတယ်ဟိုအရင်တော့ဆိုရင်တော့ဟို2019လောက်က Star Award လောက်ထားရယ်ဆိုတော့အဲ့လိုမျိုးပွဲမျိုးရှိတော့အာဇလန်တွဲရိုက်ထားရတဲ့သူတွေနေနဲ့ရင်ခုန်လို့ရတာပေါ့အကယ်ဒမီလိုမျိုးပေါ့ဟုတ်ဟုတ်စုလေးတွေပြီးတော့ပို့ပြီးတော့လည်းအားတက်သွားတယ်အဲ့လိုမျိုးနဲ့ ကိုင်းလောက်နေဒီကောင်းတာဆိုဟုတ်ကဲ့ဇလန်းထွက်ရအခုဆိုရင်ဒါဇလန်းစက်အိမ်နဲ့ခိုင်မာကြရတယ်ပြီးတော့ပြိသက်တွေကြီးလို့ရှင်ဆွဲသွားရဇလန်းထွက်ရလည်းများရယ်ဆိုတော့ဘာသူပဲရရရစေချင်ပါတကယ်လို့ပွဲလုံးရင်ပေါ့ဇလန်းထွက်ရဟိုဘဝအစအနုပညာနဲ့အစဘတ်နုသွေးဆိုတော့ဇလန်းထွက်လေးနဲ့စခဲ့တာဆိုတော့အခုလိုဒါဇလန်းထွက်ရပို့ပြီးတော့တွင်ကျယ်လာတဲ့အချိန်မှာပို့တရုတ်ဆောင်နေနေနဲ့ပို့ပြီးတော့အရှိတာပို့လေဟုတ်ဟုတ် ဒီလိုပွဲမှုလာတယ်เนาะဘာလို့လဲ။ဒါတော့အဲ့အချိန်တော့လေအဲ့အချိန်ပေါ့လေဒါတော်တော်ဆယ်စုနှစ်လောက်ရှိပြီဆိုတော့လေဟုတ်ဟုတ်ဇလန်းထွက်စားဘူးမြို့တော်ပေါ်လို့ရတယ်เนาะအဲဘယ်လိုလုပ်အောင်အဲ့အဲ့အချိန်တော့ကတော့လွန်ခဲ့တဲ့2012လောက်ကပေါ့လေဆိုတော့2013လောက်ကဆိုတော့ဇလန်းတွဲအရင်မြန်မာနိုင်ငံမှာခင်မစားသေးဘူးဆိုတော့လေအဲ့ဇလန်းတွဲရတော့ဇလန်းတွဲအစတော့ပြောလို့ရမှာပေါ့ဟုတ်ဟုတ်တကယ်လို့တကယ်လို့ဖြစ်ခဲ့ရင်တော့ဟိုအားလုံးအတွက်ပေါ့ဇလန်းတွဲရလည်းအများကြီးပဲမြကြီးလိုက်တဲ့အချိန်မှာ အဲအများကြီးပဲဆိုတော့အလုံးဘသူရရပေါ့လीအလုံးကစူးစမ်းကြရတဲ့သူတွေပဲဆိုတော့အပေးမှာပါဟုတ်ကဲ့ပါ generator တော့ပါဒါဟုတ်ကဲ့မေးဟုတ်음မေးတို့အခုပေါ့အဲဒါယုံကျင်တော့မဲ mesh 28ရဲ့မှာယုံကျင်မဲ့ကင်းရုပ်ရှင်ကားကိုအပေးပါလို့ပြောချင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါ